အားလုံးပဲမင်္ဂလာပါရှင်။တုတ္တရေကျွရှန်လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပြီးမှကတော့ဆိုင်းရီဆီယာမဂျူရီတာထားတဲ့တူဒီတော်သားဆိုတဲ့အပိုင်းသုံးဝိထုတူလေးပဲဖြစ်ပါရရှင်။1989ခုနှစ်ဆယ်ရန်းစာမေးပွဲတွင်တားဒီဂုံတူးသုံးပါတာဖြင့်မန္တလေးမှအောင်မြင်ခဲ့ပါသည်။မမီတားပါလို့ရမလဲဟုတားကလေးကမေးသည်။ သမသည်ငယ်စဉ်ကလေးကအသားအပေါ်မှာตาကြည့်လိုက်ရင်မလုံးတဲ့သည်ဟုကြိုတင်စီမံချက်ချပေးထားသူမဟုတ်။ตาနှစ်သက်ရာသဘောကျရာကိုရေးချဲ့ခွင့်ရှိစေရမည်။ရုပ်ဆအဆုံးตาပကြည်ဆရာဖြစ်လို့လျင်ပကြည်ဆရာတဦးရင်ဆိုင်ရမည်။ကောင်းကျိုးဆုပြစ်များကိုตาသိအောင်ပြောပြရှင်းလင်းပေးနိုင်ဖို့သာကျမမျှော်လင့်ပါသည်။ตาစိတ်ထဲမှာမလုံးချင်တယ်လေ။ကျမမိသည့်အခါตาကအနှဲငယ်မဝင့်မရေဟန်ဖြစ် သူတော့အီးမေးလ်ကြာယူချင်တယ်မမီပြီးရင် MA ရအောင်လုပ်ပြီးကျောင်းမှာပဲဆရာပြုံလုပ်ချင်တယ်ဟုဖတ်တူတို့ဖြစ်၏။တမဖះမတားမိအောင်စိတ်ကိုထိန်ရှုပ်ခါပြုံးနေမိ၏။တားရဲ့အမှတ်က MC မိနိုင်နေတော့တာအ ਨੇ ဆုံး RND ကျွန်တော်သိပါတယ်မမီဒါပေမဲ့အဲ့ဒါတွေမလို့ခြင်းဘူးလေမမီကမှဖြစ်စေခြင်းလေဆိုရင်တော့အိုးမဟုတ်ဘူးမဟုတ်ဘူးတမကမန်းကရန်ညင်လိုက်ရပါသည် သားကကိုပိုင်ဆုံးဖြတ်ချက်နဲ့လွတ်လွတ်လပ်လပ်ရွေးရွှဲနိုင်တဲ့အရွယ်ရောက်နေပြီလေ။သားရဲတဲ့လမ်းမတိမ်ဆောင်အောင်မမီကအထိမ်းပေးဖို့ပဲရှိတာပဲသားရဲ့။ထို့အချိန်ကသားမျက်နာကြည်လင်ဝင်ပတ်သွားသည်မှာကျမအတွက်တော့အေးများသည့်လဆန္ဒပမာဖြစ်လေသည်။ဟုတ်ကဲ့မမီ ကျွန်တော်ကဘာသာစကားတွေအစစ်အစစ်ပြောင်းလဲတိုးတက်ပုံတွေကိုသိစိတ်ဝင်စားတယ်။ဖျားဖျား သို့သောတာဖြစ်ရှင်နာမှန်သမျှအလွန်အကျုံမဖြစ်စေရအောင်တမလိုက်လျော်ခဲ့သည်တားလို့ကျင်သောအင်္ဂလိပ်ဘာသာစာဥစာရမှန်သမျှမရလိုက်ဘူးဆိုတာမရှိစေရမြန်မာနိုင်ငံမှာဝယ်၍မလွယ်ကူသောစာအုပ်မျိုးကိုပင်တားပူစာလျင်နိုင်ငံသားတို့မှ၍ဝယ်ယူပေးခဲ့ပါသည်တားသည်သူလေးလာစက်မှတ်လို့သောစာသူကြမ်းကျင်လို့သောဘာသာရဲ့တစ်ခုကိုစာအုပ်ရှားပါမှုကြောင့်တော့ဖြစ်မပြက်ကွက်စေရ သားကသူရွေးချယ်ထားသောဘာသာရဲ့နှစ်ပတ်သက်လျှင်အလွန်လောဘကြီးလေသည်။အိမယာရင်တော့သားကကျမနှစ်တူသည်ဟုပြောရမည်။သူ့ဖေကတော့ဓပြဖွင့်တခြင်းနားထောင်ဖို့ကလွဲ၍သူ့ကုံတဲ့အလုပ်ကို အပြက်ခံသူမဟုတ်။သားကတော့စာအုပ်တအုပ်ဖတ်ပြီးဆိုရင်ဖတ်မင်းမေ့ဟင်းမေ့။သားကိုကျမအားမရသည်မှာသားသည်အမှုပညာ၌အားနေခြင်းဝါဒနာနေခြင်းပေသည်။သားဖတ်သည်များစာအုပ်မှာ ဘာသာရေးသမိုင်းယဉ်ကျေးမှုနိုင်ငံရေးဥပဒေပင်မကြံတော်လဲဝတ္ထုကြပြာတို့ကိုဖြစ် ကောက်ကင်ပေါ်ပင်မရခြင်းသမားကတားကိုအမှုပညာစာပေဝါဒနာကြီးစေခြင်းသည်တားကိုလည်းစွမတိုက်တွန်းလို၍တားရှိမှဝိထုမကဆင်ဖက်ပြကြည့်သည်တားသည် တရွတ်နှစ်ရွတ်ကောက်ကင်လှန်လို့ကြည့်ပြီးပြန်ချထားလေးရှိသည် သားဒီသခင်နှောင်းထောင်ခံစားရရင်တော့ကျမထက်သာ၏ဂီတ၌စိတ်ဝင်စားသူဖြစ်၍ကျမအနေငယ်စိတ်ရှင်းသာရပါသည်ဂီတ၌မွေလျော်သူသည်ဘယ်တော့မှရန်ဆိုင်ကြံ့ကြုတ်သောအသေးနှလုံးမရှိနိုင်အမသားကကျမကိုစနှောက်ရှင်လင် Smokey အဖွဲ၏ Ellis နှင့်အင်ဂျင်ကလျက်ဟုသောသခင်ကိုတပိုင်းတစ်ဆိုင်ညီ၍ပြုံးရွယ်လေးရှိသည် ဘာကြောင့်စွန့်ခွာခဲ့ရသလဲဘယ်ကိုသွားမှလဲမသိအကြောင်းပြချက်မရှိပေမဲ့ဒါကိုကျွန်တော်မယုံဘူးကျွန်တော်နဲ့ Alice တို့အင်ဂျင်ကလေးနေခဲ့ကြတာ24နှစ်ကျွန်တော်ဘလို့ခံစားရရဲဆိုတာ Alice ကိုပြောပြဖို့24နှစ်လုံးစောင့်ခဲ့ရထို့နောက်ဒုံကနေသချင်းကိုရဲ့ပြည့်မမီဖဖေနဲ့မမီနဲ့အင်ဂျင်ကလျက်လာဟင်းဟု ကလေးတပွဲစိတ်ဝင်စားစွာမေးတော့၏။ဒီမှာရင်နာကျင်လျက်သားနဲ့ ဟဟပပတ်ရေမောလိုက်ပြီးตาနှစ်ဖူးပေါ်မှာသပင်ပြော့ကလေးများကို ရှုပ်ဖွာပစ်လိုက်ရသည်အမလီအဝေးကြီးပါသားရေထို့နောက်အသက်20အရွယ်ตาသိပင်သည်ဟုထင်သော သူ့ဖက်အေနှင့်တမအကြောင်းကိုလိုအပ်သည့်ထက်မပူစေရပဲပြန်ပြောပြရသည်ตาကို ပြန်ပြောပြသောဇလန်၌တမန်ထက်စိတ်အင်အားရှုတဲ့သော သူ့အဖေကိုตาမမုံတီးစေရ တားတခါတာမြင်မှုသည့်ဖက်အေဘက်ကဖွားဖွားကိုမမုံတိစေရာ ထို့အချိန်၌သမအီမာနာအတ္တနာကြီးမှုတို့ကိုတားထံကူဆက်မည်ဆို၍တက်နိုင်သည်များရှော့ပေါ်ပြောခဲ့ရသည်တားသည်မအေအပေါ်အယိတ်တိတိနှင့်အလိုက်တိတလွန်သည်ဖြင့်သူဖက်အေလိုများမအေကို အချစ်ကြီးရှိခင်တွေ့တာတော့လာဟုပင်စိုးရင်ထိုင်လန့်ခဲ့ရ၏တခါတော့က ကျမနေမကောင်းသဖြင့်တားကပါကြောင်ဖြတ်ဖို့ကြိုးစားမှုသည်တားရဲ့မာမီကနည်းနည်းကလေးပဲဖြစ်တာပါတားကြောင်ဖြတ်ပြီးပြုစိရလောက်အောင်လူမမာချင်းမဟုတ်ပါဘူးတားရဲ့အိမ်မှာနီနီလေးရှိတာပဲတားရှိတော့ရောတားကကုသပေးနိုင်တာမှမဟုတ်တာဆရာဝန်ရောက်လာမှပြောင်းပါပဲတားကြောင်ပဲသွားပါတားရဲ့ကြောင်သားတွေအတွက်တားမသွားလို့မဖြစ်ဘူးလေမာမီကအိမ်မှာတားမရှိလည်းဖြစ်တယ်တားကစိတ်မချတဲ့ချ ကျမသားကိုလက်မထောင်၍ပြုံးရဲကစကားဆိုတော့မှသားမျက်နာကလေးဝင်းပသွားတော့သည်သားသည်မအေးမရှိလင်လဲလောကကြီးမှနေ၍ဖြစ်သည်ဟုသောအတိမျိုးဝင်ဖို့သူမမေတယောက်သားလောက၌စံပြမိမတူမဟုတ်ကြောင်းအတိမျိုးဝင်ဖို့ကိုစမိုင်းရှင်နာခြင်းစိတ်မရှမ်းမြေစွာပြုပြင်ထိန်ချုပ်ပေးခဲ့ရသည်သားသည်မမိကိုစစ်ကြောက်ယူတရားမည်ဖြစ်တော်လဲတက်တနာတစ်ခုကို မာမေရှိ၌တင်ပြဆွေးနွေးဝန်လာအောင်ရဲရင်စွာရင်းနှီးရမည်။ဒါနှင့်ပတ်သက်သည့်သမအိမျှော်လင့်ချက်များသည်ဒါအပေါ်တွင် အရှုံးကြီးရှုံးနိုင်နိုင်ဖို့မျှော်လင့်ချက်များဖြစ်ကြောင်းကိုတော့သမမေးလျော်ထားခဲ့သည်။မမေကအလွန်ရှင်းမြတ်လို့သောတာကလေးတာယာသည် အသက်28နှစ်ပြည့်သောအရွယ်မှာတော့သူအလွန်မတန်ရှင်းမြတ်လို့သည့်မင်းကလေးတစ်ယောက်ကို တွေ့ရှိသွားဟန်တူပါသည် တားသည်ရုပ်ပြေလျှော်မော၍တီချီအိမ်မွေးသူဖြစ်ရာသမအိမ်၏တယ်လီဖုန်းခေါ်တံများစွာသည်တားထံသို့ဆက်သွယ်သောမိန်ကလေးများစွာ၏အတန်များသာဖြစ်ခဲ့သည် သားသည်မိန်ကလေးများစွာ၌ပျော်မွေးသူလားဟု သမတခတယံစိုးထိတ်ခဲ့ရပူသည်။ယောက်သားလေးတပါဝတွဲသားတွဲလာလောက်ယုံမှတပါထိုအခြေကိစ္စများစွာ၌နှိမ့်ညုတ်ကပြန်ဆယ်၍မရလောက်အောင်ထိလွန်ကျူးသူတော်မဖြစ်စေခြင်းပဲ။ သားမှာမိန်ကလေးတယောက်ယောက်နှင့်တက်တနာတစ်ခုခုများပေါ်ပေါက်လာလျင် သမချစ်မြတ်နိုးသောသားကိုသမကိုယ်တိုင်အပြစ်ပေးသင့်သည်ဟုကြိုတွင်တွေးတော်စိတ်ပူပင်ခဲ့တော်လဲတကယ်တမ်းမှာတော့သားမှာဘာပြက်တနာမှ မချိခဲ့ချေမမေမမေကဖိဖိပနေအောင်မြောက်ချစ်သူလဲအဲ့ဒါကျွန်တော်မေးခွန်းရှိရလားသူ့အဖေနဲ့ပတ်သက်၍သားကမေးသောအမေးကို တမကုံယူဝင့်ကြွားစွာဖြည့်ဆူပြခဲ့ခြင်းကပင်လျှင်တား၌ပိုကျင့်တရားပုံမှုထိမ့်သိမ့်တက်လာစေသောအချက်ဖြစ်နိုင်ပါသည်။မာမီကသူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးရှိသူဘောသားရဲ့အခုအချိန်ထိမာမီရဲ့နောက်မှာအိမ်အောင်မပြုတ်ပဲနေနေတာကြည့်ပါလား။ဖေဖေနဲ့တာဖွားဖွားနဲ့ရန်ကုန်မှာပဲနေကြတယ်လေ။ตาကစဉ်းစားသောမျက်နှာဖြင့်ငြိမ်သက်သွားသောตาအတွေးကို ခိုးယူသိချင်စိတ်ဖြင့်သားမျက်လုံးကိုအရေးတကြီးကြီးကဲခတ်နေတော်လဲကျမဘာမှမသိနိုင်ခဲ့ပြီထို့အချိန်တွင်သားဤစပင်ပြော့ကလေးများကိုလက်ဖြင့်ပုတ်သက်ဖွားလျက်ကျမရင်ခွင်ထဲသို့ဆွဲသွင်းကာရှော့မြူလိုက်ခြင်းစိတ်များကိုကျမစူးစမ်းဖယ်ထုတ်ပြလိုက်ရသည်ကျမသည်သားအသက်9နှစ်အရွယ်ကလေးကသားကိုတယူတရာချစ်ခင်စွာဝိဖက်မနမ်းမိဖို့တင်းကျပ်သောစီးမြင်ရှာကထိန်ရှုပ်ခဲ့သူဖြစ်လေသည် တားကို အလွန်အမင်းလမ်းချုပ်ဆင်လာလျင်တော့ညအချိန်တားအခန်းစီသွားရင်တားမလို့အောင် တိတ်တိတ်ကလေးနန်းခွေရသည်တားတီကန်ဆူရွာလှစားတားတီလည်းသူ့အဖေလိုပဲအဲ့အိတ်ဆက်လျက်ရှိချေပြန်သည်တခါတရံတားကိုခိုးနှမ်းသည်မာမိကိုအနေခတ်သွားမည်ဆို၍သူကပင်အရှင်အောင်ဆောင်ပေးခဲ့ပြန်လေသည်ဘလောက်အလိုက်သည့်ရှစ်ဆရာကောင်းသည့်တားကလေးလည်းနော် ထိုသားကလေးကကာလာသိမ့်မကြမီသမထက်ပို၍ပူစားပေးရမည်တခြားမိန်ကလေးတယောက်ကိုရဲဝံ့စွာရွေးချယ်လိုက်သောအခါသမသည်ဝမ်းနေအားငယ်လျက်ကသားအတွက်ပျော်ရွှင်နိုင်ဖို့ကြိုးစားရတော့သည်မမီမမီသိဝင်မလေးဟုဆိုရင်ကျွန်တော်တငယ်ချင်းတယောက်ကိုညစာထမင်းကျွေးခြင်းနဲ့မမီသားနဲ့ ယင်းနိလာသောယောက်ျားလေးတငယ်ချင်း၄-၅ယောက်လောက်ရှိပြီးထိုတငယ်များသည်သမအိမ်၌ကြိုတင်အတိမပေးဘဲရှားတောက်နေကြဖြစ်၍ယခုကိစ္စမှာလီးထက်ပေါ်၍တိမ်မွေ့သောကိစ္စဟုသမနားလည်လိုက်ပါသည်။ကျွေးပေါ်သားရဲ့မာမီဝင်မလေးပါဘူး။ထိုနေ့တစ်နေ့လုံးသမမှာစိတ်လှုပ်ရှားနေပြီးတော့သည် တမမနီနီဟုခေါ်သောအသက်30အရွယ်အမျိုးသမီးကလေးရှိတော်လဲသူမကိုချိစိတ်မရှာနိုင်ပေစမကိုရိုင်းဝင်းစီစင်ကစီစဉ်သမ ्या ကိုပင်မကျေနပ်နိုင်အောင်ရှိတော်သည်တားကချက်သားမကြိုက်ဘူးဆိုတော့ငါးကိုနှစ်မျိုးလုံးရအောင်နီနီရေဟိုကလေးမလေးကတော့ချက်သားကြိုက်မယ်ထင်တယ်တာယာတငယ်ချင်းကမိန်ကလေးလာမမရဲ့တာယာကအဲ့လိုပြောလို့လားဟင်းအင်းမပြောဘူး နီနီက ရေမောသောအခါသမားစိတ်ထဲပင်မျက်ခနဲအောင်သွား၏28နှစ်လုံးလုံးချစ်မြတ်နိုးစွာနားလည်ခဲ့သောသားအပေါ်ယခုတစ်ချိန်လဲကောက်ချက်ချမမားနိုင်သောရှိသမျှစီးစိမ်ပုံအော်၍လောင်းလိုက်ခြင်းသည်ညနေ6နာရီမထိုးမီနိမ့်လျာများအဆင်သင့်ဖြစ်သောအခါသမကမန်းကရန်ရီရှိုးရသည် တားတို့ရောက်လာချိန်တွင်ကျမကိုအစင်သိမတွေ့ရင်ကျမအိစိတ်သဘောထားအပေါ်သူတို့အမျိုးမျိုးပူပန်တွေးတောနေပေလိမ့်မည်၆ရက်ခွဲဖို့၅မိနစ်လိုရင်ခြံဝန်းတဲ့အထိစီးလာတော့သား၏စပင်ကယ်ရီယာခုံပေါ်မှာမိန်ကလေးတစ်ယောက်ပါလာသည်ကျမရင်တွင်တတိုင်းတိုင်းခုံရက်က အင်ချစ်တကားဝမှထွက်၍ကြိုဆိုရပါသည် ဖရာရေမိန်ကလေးဤဦးကောင်းကตาပခုံးထပ်ပင်နှိမ့်နေပါလားပါရေตาကအရက်ပပုကောင်မလေးတွေပုံမှချစ်မြတ်နိုးတက်တာလားကွယ်မမိဒါကျွန်တော်တငယ်ချင်းနှင်းစီဖြူတဲ့တမရုတ်တရက်ဆောက်တွေ့သားသောအာကောင်များကိုဘလို့မှစွတ်စွတ်အောင်စူးစား၍မရပေသူကအခုမန္တလေးဆေးရုံကြီးမှာအလုတ်တင်ဆရာဝန်ပါမမီ ဖြူဒါကကို့အမေလေဒေါ်အေးအေးကြော်တဲ့စိတ်ပညာဌာနကကတိကလေ တွေ့ရတာဝမ်းသာပါတယ်ဆိုသောစကားမျိုးတမီကလေးကချစ်စရာကောင်းလိုက်တာဟူသောလောကဝစ်စကားမျိုးကိုသမပြောဖို့အကြိမ်ကြိမ်ကြိုးစားလျက်ပြောမထွက်ခဲ့ပါပြုံးရသောနှကန်းဒီပင်တင်း၍နာကျင်သလိုဖြစ်လာသည် မမီအကြောင်းကိုသူခဏခဏပြောလွန်းတာနဲ့ကျူအတွက်အလွတ်တောင်ရနေပါပြီမမီ ရှုံမြတော့စကားသံနှွံ့ကလေးသည် စမရင်ထဲကအသေးနှလုံးကို လက်ကြမ်းကြမ်းဖြင့်ဆုပ်ညှစ်ရှိလိုက်သလိုနာကျင်သွားစေ၏မမီရဲ့လားစမနှင့်ပထမဦးဆုံးပြစ်ဆောင်ခြင်းမှာသူကစမကိုမမီဟု ပိုင်ဆိုးပိုင်နေခေါ်လိုက်ပြီလား မိန်ကလေးသည်ရဲတင်းစွာပွင့်လင်းပုံရ၏ချက်ယွန့်သောအမှုအရာမဝွင့်မရဲပုံစံတို့မရှိဧကန်ကလထိုင်မှာဝင်ထိုင်တော့သူမနှစ်ပေါင်းများစွာရင်းနှီးကျွမ်းဝင်ပြီးသားအိမ်တအိမ်ပမာတည်သက်ကြနာစွာဝင်ထိုင်လေသည် တားကဆရာဝန်အလုပ်ကိုတော့ဝါဒနာမပါဘူးဆိုတားရဲ့အိမ်တော်ဘက်ကတော့ဆရာဝန်ဖြစ်နေမှာမစိုးရိမ်မိဘူးလားတားကို ပြုစုယူရဖို့ဆရာဝန်မိမမှာအချိန်အားလက်မြည်များထင်နေလို့လားကွယ်မမီနဲ့လည်းဝေးကွာနေချိန်တားစနီးကလည်းမပြုတ်စွနိုင်တော့တားကလေးစိတ်ညစ်ညူရတော့မယ်။ထမင်းစပွဲတွင်ထိုင်မိကြတော့သမအီအတ္တများကိုစွဖြောက်ဖြက်ထားရသည်။တားကသူ့ထုံးစံအတိုင်း ကျမကြိုက်တတ်သောငပိစီကျော်ကိုကျမပကံထဲသို့အလျင်ထည့်ပေးပြီးမှစက်သားဟင်းကိုထည့်ပေးသည်။သားသည်သူ့ဖေထက်တော့တတိရှိပေ၏။သူချစ်သူဤထမင်းပကံထဲသို့လည်းဟင်းထည့်ပေးဝင်သောတတိရှိသည်။ကျမရင်ထဲမှကျင်ကနေနာသွားသည်။သို့သောသားဤမိန်ကလေးကိုစားကျမဝမ်းသာရမှာပေါ့။သားသည်မမီဤထင်းရှုံမှုအောက်မှာရှိရှိမနေဘူးမဟုတ်လား။ မိခင်မျက်နှာကို အရေးလိုကြည့်ပြီးမှတစုံတစ်ခုလုံးဝသူမဟုတ်ဘူးလေ။တမကလည်းตาကြိုက်တတ်သောငမင်းရှိပြန်ဟင်းကိုตาပကံသေးသောပထမဦးစာထည့်ပေးလိုက်၏။ตาကမော့ကြည့်ကကျေးဇူးတင်ပါတယ်မမေဟုပြောသည်။သားကတော့တားမိထုံးစံလေသို့သောစမစိတ်ကိုအတက်နိုင်ဆုံးချော၍နှင်းစီပြူဤထမင်းပကံနဲ့ဟင်းထဲ့ပြီးပြန်တော့ နှင်းရှိဖြူကလည်းကျေးဇူးတင်ပါတယ်မမေဟုပင်ပြောသည်ကြည်စံဒါတားနှစ်တန်းသူအခွင့်အရေးရှိသွားကြောင်းလက်ခံလိုက်တာပဲမဟုတ်လားအိုးအဲလစ်နင်ယူနေသလားဒီမိန်ကလေးအနေနဲ့သူ့ချစ်သူကို အတူယူဖို့တောင်းဝန်ရှိကိုရှိတယ်သူ့ရောက်ခမပါကြိုက်တတ်တယ်ဆိုတာချစ်သူကနေတဆင့်လေ့လာရမှာမဟုတ်လားမိန်ကလေးသည်တားလို့ပင်ဇွန်ခင်းရင်ဖြင့်အတန်လုံးဝမမြည်စေဘဲ တိမ်မွေ့ညင်သက်စွာစားတတ်၏ဟင်းကျုတ်ခတ်တော့ပြီးလျှင်ထိုဆုံးကိုသူမ၏ပကံထဲသို့မှောက်၍စစ်ပြီးမှဟင်းကျုတ်ပကံထဲသို့ပြန်ထည့်၏စားရာတောက်တာကတော့အိန္ဒြေယသာပဲသို့တော့ထိုကတ်သောစပင်ကတော့ဆရာဝန်တယောက်ဤအင်္ဂါယုံနှစ်မညီဟုထင်သည်ပါလက်ညီညံသောနှခမ်းများကတော့စွာမြင့်ပုံပဲတင်းမြင့်သောမျက်ခုံးမှာပုံဖော်၍နှုတ်ထားကြ တမဘာသာတည်ချနေသည်မျက်လုံးကတော့ရဲရင်စွာလှပသည်ဤမျက်လုံးများဤညှို့ယူမှုအောက်တွင်ตาကလေးဘနဲ့ကျင်းအေးပျော်ကြခဲ့ဘူးပါလေစင်းကြသောမျက်တောင်ချီများသည်တစ်ဖက်ဖက်ခလိုက်လျင်ချွန်းလဲ့သောမျက်ဝန်းကိုပုံမူအားကောင်းစေလိမ့်မည်သူမဤနာမှချွေနှစဲမြင့်မြင့်တန်းတန်းကလေးကိုတော့ကျမကြည့်မိရပြီ။သူမလှုပ်ရှားလိုက်ရင်ထိုနှစွဲကလေးခါရန်သားက ူမကိုပို့၍တွက်လက်စီလိမ့်မည်။ပွတ်ထားသောအင်ဂျင်ကလည်းပွပွကြီးနိုင်ငံသားက ready made လာသောချက်အင်ဂျင်၊ထမိန်ကလည်းနည်းနည်းတူလွန်သည်ထင်သည်။ငွေရောင်ဖန်ဆာဟီကလည်းကြောက်ပလွန်သည်။အင်း၊ဇမအင်ရွှေမလောင်သည်အင်ရေရရရိုးစင်းသောမိန်ကလေးဖြစ်ရမည်ဟုဇမမျှော်လင့်ထားခဲ့မိသည်တလား။သမားတို့စိတ်ပညာဌာနကပြင်ပုံးလက်ရှိကလေးနှင့်အချိတ်ထမိန်ကိုသာဝိလိရှိသော ။ဆရာမကလေးကိုတော့ဘာဖြစ်လို့သားကမကြိုက်ပါလဲ။သမင်းကိုဆက်မစားနိုင်တော့၍အာနာစွာပြင်ရက်လိုက်ရသည်။ဟမ်မမေဒီနေ့သမင်းစားနေလိုက်တာ။ဧကွယ်ဆော့ဆော့ကရှက်ရင်ပြုတ်ရင်ကြီးတာများသွားတယ်သားရဲ့။သမင်းစားပြီး၍ယူနီဆက်နှင့်ငပြောတိကြွကြွေးဖို့သမပြင်ဆင်နေခြင်းတအားနှစ်ယောက်က ြုံးရင်လျက်စကားတွတ်တွတ်ပြောနေကြ၏သူတို့အမူအရာကတော့တတော်ကိုညှိနှီးကျဝင်ပြီးသားပုံစံပါကလားတယောက်အကြောင်းတယောက်အဆအဆုံးသိပြီးသားပုံစံမျိုးအီမိန်ကလေးသည်စမရင်ခွင်ထဲမှစလစွာသောသားကိုဆွဲထုတ်ခေါ်ဆောင်သွားဖို့နင်းနေမြတွန့်ဆုတ်မိသူမဟုတ်သမတိသည်ตาကလည်းခက်လန်းလန်းမှာအာမီရှိနေလို့များရှစ်သူကိုစကားမပြောဝန်းလောက်အောင် တတိနေသည်ဖဲ့အေးလိုလူစားမဟုတ်ပေတခါတခါမိန်ကလေးနှင့်ရေမောပြောဆိုရင်ကျမရှိရာတို့လှမ်း၍ဖြူကားဖြစ်အလောက်တောင်ကြောက်တာမှမမီရဟုသောစကားမျိုးဖြင့်ကျမကိုစကားဝိုင်းတွင်ဆွဲခေါ်တတ်သူ သားကလေးလူမှုရေးသိပ်ပံကျွမ်းကျင်ပုံ မာမီကိုရိုင်လေ့ကျင့်ပေးခဲ့တာပါကွယ်။သားတို့နှစ်ယောက်ဒီမကိုနှုတ်ဆက်၍ပြန်ကြဖို့ဟန်ပြင်ချိန်မှာတော့ဒီမစူးစားပန်းစားပြုံးစီရမလို့ပဲရေကူလျှောမွေ့စွာနှုတ်ဆက်ဖြစ်သည်။သားရေမိုးချုံမယ်နော်ဖြူကိုပို့ပြီးရင်ဘယ်မှမဝင်နဲ့အိမ်တန်းပြန်ခဲ့ကြာလား။ထိုစကားကြောင့်တားကလေးချစ်သူနှင့်စကားပြောစဉ်နေသွားမလားဟုသမမဆိုးရွံ့နိုင်တော့ပေ ရှောင်းဝင်းတကားကိုလာ၍ရှေ့ပိတ်ရှင်မှာတော့စမမှာရှိသမျှအင်အားတွေနှင်းစီဖြူဤနောက်သို့ပါသွားတော့သည်စမကိုယ်တိုင်အရေးတကြီးကြီးပြုစုဆောက်ရှောက်ခဲ့သောချစ်လာစွာသောသားကလေးကိုနှင်းစီဖြူဟုသောမိန်းကလေးကရယ်ရင်တကူသိမ့်ပိုက်သွားတော့မည်ဒါတိတ်တေကြသည်မာမိထံမှခွဲထွက်ဖို့သားကလေးကအစဉ်သစ်ဖြစ်နေပြီပေါ့ဤကိစ္စဤညလွဲကူပါသလား သားသည်နက်နက်ကော်ဖီကိုနှုတ်မပါဘဲတကြားနှစ်စွန်ဖြစ်တောက်တက်ပြီးညကော်ဖီကိုတော့တကြားလုံးဝမထည့်ဘဲတောက်တက်ကြောင်းနှင်းစီဖြူကသိပါမလားသားကိုကော်ဖီဖြော်ပေးဖို့သူမမအထင်ရပါမလားသို့မဟုတ်ခင်မွန်းဖြစ်သူကိုကော်ဖီဖြော်ပေးဖို့ထက် ခင်မွန်းဖြစ်သူက ဖြော်ပေးသောကော်ဖီကိုမမောစွာတောက်လို့သူမိတ်မလဲကလေးလား သားသည်သူချစ်သူစိတ်ညူညင်မခံဘဲသူကိုယ်တိုင်ရွရစွာပြုစုခြင်းလိမလားနှင်းစီဖြူသည်သားဤညအိယာဝင်စာဖတ်ခြင်းကိုမူနဲ့စွာသားမြင့်ဖဲ့ယူလိုသူ မင်းကလေးလားအစားအသောက်ကောင်းစိုက်သက်သောသားအတွက် မာမိလိုဖွဲ့ဖွဲ့ရရမှစီစဉ်ကျွေးမွေးတပါမလားအဲလစ်ဒါရီကိုညီးတွေးဖို့မလိုဘူးသူ့အလျော်လျောက်ဖြစ်သွားလိမ့်မယ်။ဘာပဲဖြစ်ဖြစ် ယနေ့ညမှာတော့သားသည်သမကိုနှင်းရှိဖြူအကြောင်းပြောတော့မှာအမှန်ပဲသားနဲ့ဖြူနဲ့သမီးကြီးစားလားဟုသမကစမေးတင်သလားသားအပြောကိုစောင့်ရမလားသားလိုရဲဝင်းပွင့်လင်းသူမအေးကိုတငယ်ချင်းလိုဆက်ဆံသူအားသမဘာမှမေးဖို့မလိုပါသားကပြောပြမှာပေါ့သားသူ့ကိုယူမှာလားလို့မမေးမိစင်းနဲ့နော် ားလက်ထက်ယူမှာအတိတာကြီးပဲလေဘယ်ရောကများမိန်ကလေးတယောက်ကို သူ့မာမီနဲ့တွေ့ပြီးဖို့စူးစားဘူးလို့လေရှင်နဲမှာခါသီးစွာနာကျင်မှုဖြင့်ဧကန်မှာနန်းလျှစွာထိုင်ချလိုက်ရ၏ဧကန်နဲ့ရံမှာချိန်ထားသောဓပုံထဲမှာသမယောက်သားသည်သမကိုမရေမပြုံးငုံကြည့်နေ၏မိမဘဝဟာအချုံးချိပဲလို့ဘာဖြစ်လို့တယောက်ယောက်ကသမကို မပြောပြခဲ့ပါလဲ စနီးမယားဆိုတာအစားရတယ်မအေးဆိုတာအစားမရဘူးဟုပြက်သားစွာပြောခဲ့တော်သူသည် ထို့စကားမျိုးသားကလေးပြောတတ်အောင်တင်ကြားပေးဖို့စမအိမ်တို့ မကြမကြလာတတ်သူမဟုတ်ပေစမသူ့ကို အဖေအမေထပ်ပင်ပို့၍စမိခဲ့ဒီမှာလဲအမှန်ပါပဲသို့တော်သူ့ထပ်ပို့၍အစပေါင်းများစွာစမသားကိုသိမျက်လို့ကြောင့်စမဘသူ့ကိုပြောပြရင်ဖွင့်ရပါမလဲ။ သမကိုဘသူကများပို့ချင်းစနိုင်ပါမလဲတဦးသီသောသားအပေါ်ပုံဩ၍လိုက်ရသည့်မျက်နှာမှုကိုလေသမသည် မျက်ရည်ဝေဝါလျက်တယ်လီဖုန်းကို ဖြုံးကနေကောက်ကင်ဆက်သွယ်မိတော့သည်တစ်ဖက်ကဖုန်းကင်သူမှာသမအလွန်ချစ်မြတ်နိုးခဲ့ရသောသမကို သူ့မိခင်လောက်တန်ဖိုးမထားသောသမဤယောက်ျားဖြစ်သည် ကိုမီအောင် အဲလစ်ပါအဲလစ်သူ့ကိုကြာရှည်အံ့အော်မင်းမောခွင့်မပေးနိုင်မင်းမင်းရှိလားနေကောင်းရင်လားအင်းကောင်းပါတယ်ဒါနဲ့မင်းမင်းနဲ့စကားခဏပြောပါရစေခဏဆက်အသွဲပြတ်နေပြီသမရင်တွေတဒိတ်ဒိတ်ခုန်နေပြီနော်သမဘယ်တော့မှမမေ့နိုင်မီသမရက်ခမအီအတန်ကိုတက်သားစွာကြားလိုက်ရသည်အေးအေးကြော်လာဟဲ့အသက်86နှစ်အရွယ်အဖွားအိုကြီးအတန်မှာသမထပ်ပင်အင်အားပြည့်နေသည် ဒါပေါ့လေသူမချစ်ခင်တီးတာက သူမအနာမှာတစ်ချိန်လုံးရှိနေခဲ့တာကို ဟုတ်ကဲ့မမေသမမေးစရာကလေးရှိလို့ပါသမအတန်ကိုထိန်ချုပ်ခါခက်ရှင်ရှင်ဖြစ်အောင်ပြုပြင်လိုက်၏လွန်ခဲ့တဲ့28နှစ်လောက်ကကောက်ကိုင်းအိမ်ကိုသမပထမဆုံးလိုက်လာတော့မမေကိုတွေ့တွေ့ချင်းမမေလို့ခေါ်ခဲ့တာကိုဘလို့သဘောရတယ်လဲဟင်တစ်ဖက်ကတက်တင်ခြိုက်လိုက်သလိုလေးသံခတ်သက်တဲ့ကြားရပြီး ခနာတိတ်ဆိတ်သွား၏။သမလက်ဖြာများအိဆက်ခါဆွတ်ဆွတ်လာကြသည်။အာကောင်ကတော့ရှောက်တွေ့ကခေါင်းထဲမှာတရဲရဲမူဝေလာသည်။တစ်ဖက်ကအတန်းမှာသမအာယုံထဲသို့ခတ်ဝါဝါတဲ့တဲ့သာရောက်လာ၏။ဘလို့သဘောရရဲဆိုတာပြောဖို့လိုသေးလို့လားအေးအေးကြော်သူမတကအဆုံးမှာသမအန်တိတ်လိုက်မိ၏ဟုတ်ပါရဲ့မလို့အပ်ပါဘူးတကယ်ကိုမလို့အပ်ပါဘူးလေ ဒီအဖြစ်မျိုးမင်းတစ်ချိန်ချိန်မှာကြုံတွေ့ရလိမ့်မယ်လို့မမေမျှော်လင့်ပေးတာပဲဟုတ်ကဲ့ဒီမှာကတော့28နှစ်နဲ့လုံးလုံးဤကိစ္စကိုမေးလျော်ထားခဲ့မိပါသည်အေးအေးကျော်ဟုတ်ကဲ့မမေတခုတော့ဒီမှာကိုကူညီပါအောင်မမေဒီမှာနဲ့ကိုမေအောင်နဲ့လက်ထပ်ပြီးတခြားရောက်နေတဲ့အချိန်မှာမမေဘာလုပ်နေခဲ့သလဲဟင်ဖះချစ်ခေါ်ပြီးပတိရိစိတ်နေခဲ့တယ်လေ မူးဝေသောဝေဒနာမှာပို၍ဆိုးရွားပြင်းထန်လာပြီးတမတနည်းရရမှာလှဲအိမ်မှဖြစ်တော်မူဟု အလျော်လျောက်သိလာ၏တမနှလုံးခုန်မှာအံ့ဩရလောက်အောင်ညံဆန်နေသည်အခုမင်းမန္တလေးကဆက်နေတာလားဟုတ်ကဲ့သားကမေးနေတယ်သူလာဖို့လိုသလားတဲ့ဖခင်ကြီးလာဖို့လိုသလားနှစ်ပေါင်းအစိမ့်လောက်ကြာကမှလေအဲလစ်လိုအပ်ရင်ကိုမေအောင်ကလာခဲ့မယ်ပေါ့ ဒါဟာဒေါ်ကြည်စီစင်ရဲ့သဘောတူဖွင့်ပြချက်မဟုတ်လားကိုဟွန်းအင်းသေစုတင်ပါရဲ့မိမိမလိုပါဘူးမင်္ဂလာညချမ်းလေးပါမိမိကျမတယ်လီဖုန်းကိုရှာလိုက်ပြီး အနီးကဆိုဖာပေါ်သို့လှဲအိတ်ခါခြိုက်လိုက်မိသည်မလာကြနဲ့ဘယ်သူမှ မလာကြနဲ့ဘယ်သူမှနှစ်သိမ့်ပေးဖို့မလိုပါဘူး အဲလစ်ကျော်မောင်တတရကြဆောင်ကဟာတိတ်တိတ်ထိတ်ဆိတ်ကလေးပြီးဆုံးသွားရစီမည်အေးဆက်သောလက်ဖြားများဖြင့်ပုတ်တက်မိသောသမမျက်ရည်များမှာပူလောင်လွန်းလှပါကလားသမ၏အထက်ခေါင်းရင်းနေရန်တွင်စိတ်ပတိကလေးတကုံးမျှပင်ရှိမနေပါသမားသည်ဆလစွာသောသားဤတမန်ဖြစ်ရေအောင်မြင်ရေလိမ္မာရေတိုးတက်ရေတို့တွင်စိတ်ရောကိုယ်ပါမြုံနှံထားခဲ့သည် တာအစ်ချစ်စင်၌နှင့်မွန်ပြော်ဝင်က အရာရာကိုမိလျော်ထားခဲ့သည်ယခုတော့သမသည် အသက်50အရွယ်မိမတယောက်လှုပ်တင်လှုပ်ထိုက်သောအလုပ်ကို ပထမဆုံးအကျိန်နောက်ကျစွာပြုလုပ်ရတော်မည်သမဤတရားဘာဝနာတွင်သမမွေ့လျော်နိုင်အောင်ကြိုးစားရတော်မည်တာဤမိန်ကလေးသည်တာအပေါ်ပိုင်ဆိုးပိုင်နေနိုင်လွန်းနာကိုမိထားပြီးတော်လေ တဦးသီးသောသားဤမိခင်များသည်သူတို့ရှင်းမြတ်နိုးလားစွာသောသားနှင့်ထိုက်တန်သည့်မိမကိုဘယ်တော့မှရှာတွေ့ကြလိမ့်မည်မဟုတ်ကြောင်းကျမယခုတော့သိလိုက်ရပြီ။သုံးထီနားဆင်ပြီးကြသောစာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။